မင်္ဂလာပါပြည်ဦးလင်မှာအင်ချမ်းမြေဝယ်ပြီးတော့ဘာစီးပွားရေးလှုပ်ရှားရမလဲဆိုတဲ့သူတွေအတွက်ကိုကျွန်တော်ဒီနေ့ဘင်္ဂလုခွန်ပါတဲ့ဂတ်ဆောင်လေးတစ်လုံးနဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဒီဂတ်ဆောင်လေးအားဆိုရင်ကျွန်တော်ဒါဘင်္ဂလုနှလုံးပါမယ်ကျွန်တော်ဒါဒီဘက်မှာဆိုရင် အောက်ထက်ဟောအပေါ်တက်ဟောနဲ့ဟောတိုက်အဆောင်မကြီးတစ်ခုရှိမယ်နောက်မှလည်းကျွန်တော်ဒါမိသားစုတွေနေလို့ရမယ့်အိမ်လေးတစ်လုံးလည်းပါမယ် ဒီလိုဘန်ဂလိုလေးတွေနဲ့ဟောတိုက်လေးတွေနဲ့ကျွန်တော်တို့ဒီကတ်ဆောက်လေးတစ်ခုကိုကျွန်တော်တို့ဒါကတ်ဆောက်လိုင်းစင်လဲပါရှိပြီးတော့ကျွန်တော်တို့ဒါကြက်သိန်း16000ညီနိုင်နဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီနေ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဒီကတ်ဆောက်လေးအားဆိုရင်ကျွန်တော်ဒါဒီမှာလဲအခန်းကျွန်တော်တို့ဒါခန်းပါမယ်ဟောတိုက်ကြီးတွေလဲပါမယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ဒါကတ်ဆောက်လေးပဲဆက်ပြီးလှုပ်လို့စပါးပဲဖွင့်ဖွင့်ပါပဲလှုပ်လို့ကျွန်တော်တို့ဒါစီးပွားရေးတစ်ခုခုဒါလှုပ်လို့ရတယ်ကျွန်တော်တို့ဒါ ကန်းဆောင်လေးတစ်လုံးဖြစ်တယ်ဟုတ်ကဲ့ဒါဘန်ဂလိုအခန်းလေးတွေကလည်းဒီမှာတစ်ခန်းနှစ်ခန်းသုံးခန်းလေးခန်း၅ခန်း၆ခန်းပါရှိမယ်ကျွန်တော်တို့ဒါဟောတိုက်အနေနဲ့လည်းကျွန်တော်ဒီအောက်မှာ reservation ထားပြီးတော့ကျွန်တော်တို့အပေါ်မှာလည်းဟောတိုက်နေနဲ့ငားရန်အသုံးပြုလို့ရမယ်ကျွန်တော်တို့ဒါကန်းဆောင်လေးတစ်လုံးလည်းဖြစ်တယ်ဒီကန်းဆောင်လေးရဲ့တည်နေရာကကျွန်တော်တို့ဒါပြည်ဦးလင်းမြို့ရဲ့ကျွန်တော်ဒါအရန်အချက်ချာကြတဲ့ breather မျိုးတည်း ruby mat တို့ပန်းဤလက်ဖက်ရည်ဆိုင်နိုးနဲ့အနည်းဆုံးမှာတည်ရှိတယ်ကျွန်တော်တို့ဒါ ရက်ွက်ကြီးတစ်ဆက်ပရိသာမျိုးသစ်ထဲမှာတီးရှိတယ်ကျွန်တော်တို့ကခက်ဆောက်လေးတလုံးဖြစ်တယ်ကျွန်တော်တို့ကမန်လေးလာရှုလမ်းမကြီးကနေဝင်လာမယ်ဆိုရင်လည်းကျွန်တော်တို့ကတပြားလောက်လေးဝင်လာရုံနဲ့ကျွန်တော်တို့ကရောက်ရှိမယ်ကျွန်တော်တို့ခက်ဆောက်လေးတလုံးဖြစ်တယ်မြေခွက်အကျယ်အနေနဲ့ကလည်းကျွန်တော်တို့ကပေ60 80ဆိုတဲ့ကျွန်တော်တို့ကအရှိလေတောင်လေလမ်းနှစ်ဖက်တင်တောင်ခွက်ပေါ်မှာတီးရှိတယ်ကျွန်တော်ခက်ဆောက်လေးတလုံးလေးဖြစ်တယ်ကပါကင်အနေနဲ့လဲကျွန်တော်မိတ်ဆွေတွေဒါလန်နဖတ်တင်ဖြစ်တဲ့အတွက် ကားပါကင်အဖြစ်အသုံးပြုလို့ရတဲ့အနေထားတစ်ခုမှလည်းတည်ရှိတဲ့ဂတ်ဆောက်လေးတစ်လုံးဖြစ်ပါတယ်ခင်ဗျာရောင်းချပေးမဲ့ဈေးနှုန်းကလည်း7,600ဆိုတဲ့အနေထားတော်တော်လေးကိုဒါကျွန်တော်တို့ဒါဝယ်ယူသင့်တဲ့အနေထားလေးတစ်ခုလည်းဖြစ်တယ်ကျွန်တော်တို့ကဒါကရံအမြီပေါက်ပိုင်ရှင်ကနေရောင်းချပေးမှဖြစ်တယ်လို့ကရံအသက်တန်းအစ်စ်နဲ့ရရှိမယ်ကျွန်တော်တို့ဒါဂတ်ဆောက်လေးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျာ gas ဆောင်လိုင်းစင်တွေလည်းပါရှိသလိုကျွန်တော်မိတ်ဆွေတွေဒါ investment လုပ်ချင်လို့ပဲဖြစ်ဖြစ်စီးပွားရေးတောက်လျှောက်တန်းလုပ်ချင်တာပဲဖြစ်ဖြစ်ဒါ gas ဆောင်အနေနဲ့တော့လကောင်းကျွန်တော်တို့ဒါစပန်းအနေနဲ့တော့လကောင်းဓာတ်ရိုက်ဖွင့်လင့်ပြီးတော့ကျွန်တော်မိတ်ဆွေတွေဒါစီးပွားရှာလို့ရမယ် gas ဆောင်လေးတစ်လုံးလည်းဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ယခုလိုမျိုး gas ဆောင်လိုင်းစင်တွေလည်းပါရှိမယ်စာရွက်စာတမ်းကလည်းအရန်ကောင်းမယ် ဒါကရန်တက်တဲ့အသင့်နဲ့လည်းရရှိမယ်ဆိုတဲ့ယခုလိုမျိုးဂတ်ဆောက်လေးတွေမြေခွက်လေးတွေကျွန်တော်မိတ်ဆွေတွေလိုက်ရှာနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်399 6865 6648ကိုဆက်သွယ်နိုင်တယ်လို့399 6905 2924 6ကိုလည်းဆက်သွယ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ